ါရုံးကဘာယနတိပြီးမှဘယင်ကြီးတပအုတ်ချုပ်မင်းလုံးလျက်ရှိတယ်။ဘယင်ကြီးရဲ့မိဖုရားကြီးဟာ ကိုဝင်လာစီတဲ့အခါမွာမင်းသားလေးနှစ်ပါးကိုဖွာမြင်ခဲ့တယ်။အခုတော့မင်းသားလေးကိုအထင်းတော်တရားကိုထိန်းစေပြီးတော့ညီတော်မင်းသားလေးကိုအခြားထိန်းတော်တရားကိုထိန်းစေတယ်။အခုတော့မင်းသားလေးရဲ့အထင်းတော်ဟာမာနကြီးပြီးထင်ပေါ်ကျော်ကြားလို့သူဖြစ်ပြီးတော့ ညီတော်ရဲ့အထင်းတော်ဟာနှိမ့်ချပြီးတူတူသိသိနေတတ်သူဖြစ်တဲ့အထင်းတော်တွေနဲ့အနေကြတဲ့မင်းသားလေးတွေဟာသူတို့ရဲ့စရိုက်မျိုးကူးဆက်လာပါတယ်အကိုရောညီတော်လို့ခွဲခြားပြီးခေါ်ပေမဲ့မင်းသားလေးနှစ်ပါးဟာတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဖွားမြင်သူတွေဖြစ်တဲ့အတွက်ထီးနှံရိုက်ရာအတွက်အရှင်မင်းသားခန့်အပ်ဖို့ဘုရင်ကြီးဟာဆုံးဖြတ်ရခန့်နေတော်တယ် မင်းသားလေးနှစ်ပါအရွယ်ရောက်လာတဲ့အခါဘယင်ကြီးကတက္ကသီလာပြည်ကိုစေလွတ်ပြီးတော့မင်းသားတို့တက်အပ်တဲ့အထာရတ၁၈ရက်ကိုသင်ယူစေတယ်အထာရတဆိုတာကတော့ဘေးရင်ပညာစာပေ ဥပဒေနိတိကျမ်းစတဲ့ပညာရပ်တွေရဲ့ဓာလန်လေးများအတတ်တွေရဲ့ဖြစ်ကြတယ်မင်းသားနှစ်ပါးလုံးဟာစူးစမ်းသင်ယူကြတာကြောင့် ပညာမျိုးစုံကို ကျွမ်းကျင်းကျင်ကျင်တက်မြောက်ကြရတယ်။မိန်းသားနှစ်ပါးလည်းယုံကြည်နှလုံးရည်ညီတူညီမျှရှိနေကြတဲ့အတွက်တက္ကသီလဆရာကြီးလည်းအားရကျဉ်းနှံလျက်ရှိပါတယ်။ပညာရက်တွေစုံလင်တက်မြောက်တဲ့နေ့မှာတော့ဆရာကြီးဟာတပည့်နှစ်ယောက်ကိုခေါ်ယူပြီးတပည့်တို့ခုစုတပည့်တို့ဟာမိန်းသားတို့တက်မြောက်အပ်တဲ့ပညာရက်တွေကိုအစုံလင်တက်မြောက်ကြပြီဖြစ်တယ်။သင်တို့တိုင်းပြည်ကိုပြန်ပြီးတော့ တစ်ချိန်မှာမင်းလုံးအုပ်ချုပ်နိုင်ကြပြီဖြစ်တယ်။တင်းတို့အပြန်လန်းခရီးမှာဆရာရဲ့နောက်ဆုံးလက်ဆောင်ဖြစ်တဲ့ဘဝသင်္ကန်းစာတစ်ခုကိုဝင်းမြပေးဖို့ပဲကြံမာတော့တယ်။ဘာယာနတိပီကို ပြန်တဲ့အပြန်လန်းခရီးမှာမြင်းနေမွေးမြူထားတဲ့မြင်းထိန်အဖိုးအိုတို့ရဲ့ခြံတစ်ခြံကို တွေ့လိုက်မယ်။မြင်းထိန်အဖိုးအိုထံမှာခရီးတစ်ထောင်နာပြီးတော့သူစီဟာခြံညံကိုရယူပါလို့မှကြားလိုက်တယ်။ မင်းသားနှစ်ပါးလဲကောင်းပါပြီဆရာကြီးလို့ဆိုပြီးတော့ဆရာကြီးကိုကြော့ပြီးညင်းကိုစီနဲ့ဘိုင်ယိုနက်တီပီကို ထွက်လာခဲ့ပါတော့တယ်လန်ကယီမှာဆရာကြီးပြောသလိုပဲညင်သိန်းအဖိုးကိုတွေ့ရတယ်မင်းသားတို့လဲအဖိုးခမအဖိုးဟာတက္ကသီလဆရာကြီးရဲ့မိစေဟုတ်ပါသလားလို့မေးမြန်းလိုက်တယ်အဖိုးကလည်းဟုတ်ပါတယ်ခကြီးတော်လူလင်တို့နေလဲဆောင်းနေပြီဆိုတော့မောင်ရင်တို့ ဖိုးရဲ့တဲမှာခྱི་တထောက်နားပြီးအခားရည်နဲ့တတိတွေသုံးဆောင်ကြပါလို့နှုတ်ခွန်းဆက်ပါတယ်။အဖိုးဟာစင်ရနွမ်းပါတဲ့ပုံရှိပြီးတော့မြင်းဆောင်မှလည်းညင်းအိုအနေငယ်သာရှိပါတယ်။အခုတော့မင်းသားကအဖိုးအိုနဲ့ဘဝင်ချင်းကိုအကဲခတ်ကြည့်ရှုပြီးတော့စဉ်းစားတယ်။ငါလဲဆရာကြီးစီမှာသုံးနှစ်သုံးမိုးတပည့်ခံပြီးနည်းနည်းခက်ခဲတဲ့ပညာတွေသင်ယူခဲ့တာအလုံးစုံတက်မြောက်လာပြီ။ ဒီစင်ရဲနံပါတဲ့အဖို့ထံမှာတင်းယူစရာအတူယူစရာလဲမရှိတော့ပါဘူးလေလို့တွေးပြီးတော့ဖိတ်ခေါ်ရတဲ့ကျေးဇူးတင်ပါတဲ့အဖို့ကျွန်ုပ်တို့ညီနောင်နှုတ်ဦးဟာဗာရနတီပြည်ကမင်းသားတွေပါကျွန်ုပ်ကတော့နေမဝင်ငယ်ဖခင်မဲတော်တန်အခါသာဝင်ဖို့အမြန်ခရီးနှစ်မှာအောင်မယ်လို့ပြန်ပြောပါတယ်ညီငယ်မင်းသားကတော့ဆရာကြီးမှာကြားလိုက်တဲ့စကားအချင်းကြီးတော့ဟုတ်ခံမတူဘူး အဖိုးရဲ့တဲမှာတ냐တာနားခိုးပြီးတော့စုံစမ်းကြည့်တဲ့လို့စဉ်းစားပြီးတော့ကောင်းပါပြီဖိုးကျွန်ုပ်ကတော့အဖိုးခွင့်ပြုရင်ဒီမှာတ냐တာနားခိုးလိုပါတယ်လို့ပြန်ဖြေလိုက်ပါတယ်ဒီလိုနဲ့အခုတော့မင်းသားကနေပြီးတော့ခီးဆက်ခဲ့ပြီးတော့ညီတော်မင်းသားလေးကအဖိုးကိုနဲ့စကားဆက်မိပြောရင်ကြံခဲ့ပါတယ်မင်းသားလေးဟာအဖိုးရဲ့မြင်းဆောင်ထဲမှာအာဂာနီမြင်းတို့ရဲ့ခြံအင်လက္ခဏာနဲ့ပြည့်စုံတဲ့ မြင်းဦးကြီးတစ်ခေါင်ကို မြင်းလဲဆွဲတဲ့ကရိယာတစားပလာတွေတက်စင်ထားတာတတိထားမိလိုက်တယ်။ဒါနဲ့မင်းသားလေးကဖိုးကမြဟော့ဟူကမြင်းကြီးဟာမြင်းကောင်းတို့ရဲ့ကြံ့အင်လက္ခဏာနဲ့ပြည်စုံပေမဲ့အဘဲကြောင့်လဲဆွဲဖို့အတွက်သုံးပြုရပါတယ်လို့မေးမြန်းလိုက်တယ်။ရင်ထင်းဖိုးကလည်းဟုတ်ပါတယ်ရှင်သာ။အဲ့ဒီမြင်းဦးကြီးဟာငယ်စဉ်ကတရက်ကိုမိုင်းတစ်ထောင်ပြေးနိုင်တဲ့အာသာနေမြင်းကောင်းတစ်ကောင်ဖြစ်ပါတယ်။ သူ့ကိုလေသမားကြီးတူကပိုင်ဆိုင်နေသူဟာလေသမားကြီးလေထုံမိုးခေါ်ရင်ဘေးကပ်ပြီးနေပါတယ်လေသမားကြီးလည်းမြင်းရဲ့ကျင့်အင်လက္ခဏာတွေအရထူးခြားတဲ့အာသာနီမြင်းဆိုတာသိတဲ့အတွက်သူ့အတင်းမခိုင်မဲချွေးမွေးထားပါတယ်တခါလဲကုံတွေတွေလဲဆွဲဖို့အတွက်လာခေါ်တော့လဲမလိုက်ပြန်ပါဘူးလေကွင်းတဝိုက်မှာပဲအလွန်လင်းမြန်တဲ့အဟုန်နဲ့ပတ်ပြေးနေခဲ့တယ်။မုတ်ဆိုးတစ်ယောက်က တော့ပြစ်ထွက်ဖို့လာငါတော့လည်းမြင်းဟာလုံးဝမလိုက်ပါဘူး။ဘရင်တက်တာတယောက်ကမြင်းကို တွေးပြီးသဘောကျကခေါ်သွားဖို့ပြင်တော့လေတက်တာကိုကန်ကြောက်ပြီးမလိုက်ပဲနေပါတယ်။တနေ့မှာတော့ဘရင်လက်ရည်စင်တက်ကတံမူကြီးစီးနေနေတဲ့တိုက်ပွဲဝင်မြင်းဟာသိဆုံးသွားပါတယ်။တံမူကြီးလည်းနောက်ပါအချမ်းရံတွေနဲ့မြင်းကောင်းတစည်းကိုတိုင်းပြည်နဲ့တိုင်းလန်ရှာဖွေရမှာလေသမားကြီးရဲ့မြင်းကိုတွေ့တဲ့အခါ ဘာသာညီမြင့်ပြီပဲလို့မှတ်ယူပြီးနန်းတော်ကိုခေါ်ဆောင်လာခဲ့တယ်။ဒီတစ်ချိန်မှာတော့မြင်းဟာသူ့ရဲ့အစွမ်းစာကိုကောင်းစွာပြနိုင်ပြီလို့မှတ်ယူပြီးစစ်သူကြီးခေါ်ဆောင်ရာကို လိုက်ပါလာပါတယ်။စစ်သူကြီးဟာတိုက်ပွဲထွက်တဲ့အခါမှာမြင်းကိုချက်ဝတ်တစားရီဆင်ရင်သေးပြီးစစ်မြေပြင်ရှိရာကိုခြိတက်လာခဲ့တယ်။ခြိတက်လာတဲ့လမ်းတစ်လျှောက်မှာတောအုပ်တစ်ခုကိုဖျက်ဆီးရတဲ့အခါ ခြားဟိန်းတန်ကြီးခြားရတဲ့မြင်းဟာ၆လန့်တကြာဟီပြီးတော့ပတ်ရက်လိုက်မိတယ်။သူသာရခင်ကမုတ်ဆိုးနဲ့အတူဒေါ်လိုက်ခဲ့ဘူးရင်ဒီလိုကြုံတွေ့ရတဲ့အခါ၆လန့်နေမှာမဟုတ်ပါဘူး။ဒီလိုနဲ့စစ်မြေပြင်ကိုရောက်လာတော့မြင်းဟာလေးလံနဲ့ဝင်ကြီးကြီးမားမားဆွဲခဲ့ဘူးတဲ့အတွေ့အကြုံမရှိတဲ့အပြင်ချက်ဝတ်တစားရဲ့အလေးချိန်တွေကြောင့်ပြန်မှန်းနှွမ်းနေလာပါတယ် စစ်မြေပြင်မှာတစ်ဖက်ရန်သူရဲ့စစ်တီဘိုဘာတွေကို တွေ့မြင်ရတဲ့အခါမှာလဲကြောက်လန့်စိတ်တွေဝင်လာပါတော့တယ်။တက်ရွယ်လဲအိုမင်းလာတာကြောင့်ရခင်အလိုလေအဟုံလိုမြန်တဲ့အချိန်နဲ့မပြေးနိုင်တော့ပဲဟိုဟိုက်ပြီးရက်တန့်လိုက်ပါတော့တယ်။စစ်သူကြီးလဲအမြင်မဟန်ပန်ရှိပြီမင်းသုံးစားမရတဲ့မြင်းမိပဲလို့ရေရွပြီးအခြားစစ်သည်တို့ရဲ့မြင်းကိုပြောင်းလဲစီးနင်းပြီးတိုက်ပွဲဝင်မာတော့တယ်။နောက်ဆုံးတော့ သုံးဆမရတဲ့မြင်းဟာကုံစီလဲဆွဲတဲ့အလုပ်ကိုလုပ်နေရပါတော့တယ်။အကယ်၍သာ တိုက်ပွဲဝင်နိုင်တဲ့အာသာနီမြင်းဖြစ်ခဲ့ရင်ပုံမင်းလာတဲ့အခါမှာနန်းတော်ရဲ့မြင်းဆောင်မှာအေးအေးဆေးဆေးနားယူပြီးအစာရည်သာဝဝလင်လင်စားရမှာဖြစ်တယ်လို့အဖိုးကမိန်းသားလေးကို ရှင်းပြပါတယ်။နောက်တနေ့နက်နက်ရောက်တော့မိန်းသားလေးလည်းဖိုးအုပ်ကိုနှုတ်ဆက်ပြီးဘာယနတိပြည်ကိုခရီးဆက်လာခဲ့တယ်။ ညီတော်မင်းသားလေးဟာနန်းတော်ရောက်တဲ့အခါအဖိုးအိုပြောတဲ့အာသာနီမင်းရဲ့ဖြစ်ရပ်ကိုသင်ငန်းစာယူပြီးတော့တိုင်းပြည်မှာရှိတဲ့ဘူမက်စစ်တီတွေ၊ကုန်တယ်တွေနဲ့သမားတွေဥယျာဉ်မှုတွေပြည်သူပြည်သားအယုတ်လက်အမြတ်မရွေးပဲပေါင်းသင်းဆက်ဆံပြီးတော့ဘဝအတွေ့အကြုံတွေစုဆောင်းပါတယ်။တိုင်းပြည်အနံလဲလဲပြီးတော့သူတို့ရဲ့လုပ်ငန်းခွင်တွေမှာကူညီလုပ်ကိုင်ပါတယ်တဲ့။ကိုရောမင်းသားကတော့နန်းတော်ထဲမှာပဲ မူကြီးမယာရီနဲ့ကပြောဆိုဆက်ဆံပြီးတော့ဒီနဲ့အုပ်ချုပ်ဖို့သာအားထုတ်ပါတယ်တဲ့ဒီလိုနဲ့တနေ့မှာဗာရန်နတီပြည်ကိုအရှိရန်နဲ့အနောက်ရက်မှာရှိတဲ့အတိုင်းပြည်နှစ်ခုကတပြိုင်နက်စစ်ပြုတ်လာခဲ့တယ်။ဘယင်ကြီးလက်သားတော့အကြီးကိုစစ်တီဘူပါတဆုတဆုကိုဥဆောင်သေးပြီးတော့အရှိရက်ကရန်သူတွေကိုခြေမုံမုံစေလွတ်လိုက်တယ်။သားတော့အငယ်ကိုလည်းတဆုတဆုကိုဥဆောင်သေးပြီးတော့ နောက်ရက်ကရင်သူတွေကိုချိန်မုံးစေပါတယ်။သားတော်ကြီးဟာနန်းတော်ထဲမှာမူးမစစ်တီဘူဟာတွေနဲ့တိုင်ပင်ပြီးတော့အရှိရက်ကိုစစ်ထွက်သွားရမှာရှုံနေပြီးတော့ပြန်လဲဆုတ်ခွာလာခဲ့ရတယ်။သားတော်အငယ်အနောက်ရက်ကိုစစ်ထွက်တိုက်ရမှာတော့စစ်တီဘူဟာတွေပြင်မင်းသားလေးကိုချစ်ခင်ကြတဲ့တိုင်းသူပြည်သားယောက်ျားသားတွေလည်းဓာလန်လေးများဆွဲကင်ပြီးတော့လိုက်ပါတိုက်ခိုက်ပြီးကြတယ်။ နင်းသားလေးလည်းမိမိကျင်လည်ဘူးတဲ့နေမည်ဖြစ်တာကြောင့်ရန်သူကိုအလင်းငိုင်းတိုက်ခိုက်နိုင်ပြီးအောင်ပွဲခံခဲ့ပါတယ်။ဘီရင်ကြီးလည်းအရှိရက်ကရန်သူတွေကိုပါမင်းသားငယ်ကိုတိုက်ခိုက်ချေမုန်းစေခဲ့တယ်။မင်းသားငယ်ရန်သူတွေကိုအောင်မြင်လာတဲ့အခါမှာတော့မင်းသားငယ်ကိုအင်ရှိအရာအနှင်းလိုက်ပါတော့တယ်။